ပရိသတ်ကြီးတို့အခုမြင်နေရတဲ့ငှက်ကတဘာဝပတ်ဝန်းကျင်ကိုကောင်းကျိုးမပေးတဲ့ငှက်လို့ပြောရင်ယုံနိုင်မှာမလားများသောအားဖြင့်ငှက်တီဟာပတ်ဝန်းကျင်ကိုကောင်းကျိုးပြုပြီးတော့အစေးအစံတွေကိုစားပြီးမစင်စွန်ခြင်းကနေတစ်ပင်တွေများစွာပေါရောက်စေတာမျိုးကဘာကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့တလိမ့်ဆန်တွေဖြစ်ပါရည်ဒါပေမဲ့ငှက်တိုင်းကတော့အဲ့ဒီလိုမျိုးကဘာကြီးပေါ်ကိုအကျိုးရှိစေတာမျိုးတော့မဟုတ်ပါဘူးအခုပြောပြမယ့်ငှက်အမျိုးအစားဟာတစ်ပင်တွေကိုတည်စေနိုင်ပါရည်ဘာကြောင့်ဒီလိုပြောရလဲဆိုတော့သူတို့ရဲ့မစင်ထဲမှာပါတဲ့ဘက်တီးရီးယားပိုးမွှားဟာ ်အပင်နေပေါ်ကိုပါချလိုက်ပြီးဆိုတာနဲ့အဲ့ဒီဘက်တီးရီးယားလေးကအဲ့ဒီအပင်ကိုလှိုက်စားပြပါတယ်သူတို့မစင်ဆွန်းခဲ့တဲ့အပင်ဟာရပ်ပိုင်းအတွင်းမှာပဲခြောက်ပြီးတော့တည်သွားရပါတယ်အရင်ကရဲ့မစင်ထဲမှာပါရဲဘက်တီးရီးယားဟာကာဗွန်နာအောက်ဆိုက်ကိုကြိုက်ပြီးတော့အပင်မှာအပေါက်ရှိလို့ရှိရင်အဲ့ဒီအပင်ရဲ့အပေါက်ထဲကိုဝင်သွားပြီးသူတို့ကကပ်ပါးဖို့အနေနဲ့ရှင်သန်နေထိုင်ကြတာဖြစ်ပါတယ်။ဒီကောင်တွေဒုက္ခပေးမှုကြောင့်အများဆုံးသေဆုံးရတာဟာဂန်နာယာတွေကကက်စတက်လို့ခေါ်တဲ့ကြားရှာပင်တွေဖြစ်ပါတယ်။ ကြားရှာပင်ဒီဟာနေပိုင်းမှာဆိုရင်တော့ပုံမှန်တိုင်းပဲဆိုပေမဲ့ညပိုင်းမှာဆိုရင်တော့သူတို့ရဲ့အပင်ကအပေါက်လေးတွေပွင့်လာပြီးတော့ကာဗွန်တိုင်အောက်ဆိုက်ကိုရှူထုတ်ပါတယ်။အဲ့ဒီအချိန်မျိုးမှာဆွမ်းနာကငှက်ပါချခဲ့တဲ့မဆင်တဲ့ကဗတ်တီးရီးယားပူမကအပေါက်ထဲကနေတဲ့ဆင်အပင်ထဲကိုဝင်သွားပြီးအပင်ကိုသေစီတာပဲဖြစ်ပါတယ်။